ျွန်တော်ငငယ်တော့ကနာမည်ကြီးခဲ့တဲ့လင်ချမ်းရင်နဲ့ပတ်သက်တဲ့တရုတ်တရေကားတွေအရန်ကိုခေတ်စားခဲ့ပြီးတော့ကျွန်တော်တို့အသေးစွဲဖြစ်ခဲ့ရပါတယ်။ Mr. Vampire ဆိုတဲ့ကားကိုကြည်ပူးရလို့ဆိုလို့ရှိရင်ဒီတရုတ်ခုံဆွတဲ့ရင်နဲ့ပတ်သက်ပြီးတော့တော်လေးကိုနှံ့ဆက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အဲဒီကားထဲမှာပါတဲ့တရုတ်ခုံဆွတဲ့ရင်အကြောင်းကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ တရုတ်ခုံစွာတရေဆိုတာကတရုတ်ဒန်နာယီဇလန်လာပုံကိုတွေပဲဖြစ်ပါတယ်ဒီတရဝါတွေကိုကြံရှိလို့လည်းခေါ်ပါတယ်ခင်ဗျာကြံရှိဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်မြန်မာလိုအဓိပ္ပာယ်ဖွဲ့ရမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်တောင့်တင်းနေသောအလောင်းကောင်းဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ကျွန်တော်လူတွေတည်သွားလို့ရှိရင်ခန္ဓာကိုယ်ကအကြောတွေအစစ်တွေအယိုးတွေကတောင့်တင်းသွားတတ်ပါတယ်အဲ့တို့ကြောင့်ခန္ဓာကိုယ်တောင့်တင်းနေသောအလောင်းကောင်းဆိုတဲ့အမည်ဖြစ်ပါတယ်ခင်ဗျာဒီလိုခုံစွာတရေကဇလန်တွေမှာဆိုလို့ရှိရင်သူကလူရဲ့ဂုတ်တွေကိုကိုက်ပြီးတော့သွေးတွေဖောက်ပြီးတော့ စုပ်ယူကြတာမျိုးတွေ့ရတယ်ပေါ့နော်တကယ်တော့ဒီယူဆချက်တွေကရောထွေးနေတာပဲဖြစ်ပါတယ်ကြံရှိတွေကတကယ်တော့အဲ့လိုမျိုးလုပ်ခဲ့ကောင်းနေတော့မဟုတ်ဘူးခင်ဗျကျွန်တော်ဆက်ပြီးတော့ရှင်းပြပြပေါ့ပါမယ်အဲ့ဒီဖြစ်ပြလေးကကြံရှိတွေနဲ့နိုင်ငံခြားမှာရှိတဲ့အနောက်တိုင်းဒေသပုတ်ကောင်တွေဗန်ပါယာတွေဒရဂူလာတွေနဲ့အယူဆတွေရောထွေးနေတာပဲဖြစ်ပါတယ်တကယ်တော့ကြံရှိတွေကအဲ့လိုပုံစံမျိုးလုံးဝမဟုတ်ပါဘူးထူးခြားချက်ကတော့ကြံရှိတွေကလူတွေရဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့သွေးသားတွေကိုမိဝဲပြီးတော့အသက်ရှင်နေကောင်းနေမဟုတ်ပါဘူး။သူတို့တွေကလူတွေမှာရှိကြတဲ့ ကြွီလို့ခေါ်တဲ့စွမ်းအင်တနည်းအားဖြင့်အသက်စွမ်းအင်ကိုစုပ်ယူပြီးတော့အသက်ရှင်ရတဲ့ပုံကိုပဲဖြစ်ပါတယ်။သွေးစုပ်ယုံတဲ့အသက်ရှင်တာမျိုးမဟုတ်ပါဘူး။အသက်စွမ်းအင်ကိုစုပ်ယူတာမျိုးဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဖုတ်ဝင်တဲ့ပုံကိုတွေနဲ့နည်းနည်းလေးတူပါတယ်။အဲ့ရတဲ့မှာလဲနေတဲ့ဖုတ်ဝင်နေတဲ့ဒီပုံကိုကျွန်တော်တို့ကသွားပြီးတော့နေမိနှိပ်ပြီးမယ်။အဲ့ကျွန်တော်တို့ခန္ဓာကိုယ်တွေကတက်တွေကိုဖုတ်ကောင်ကစုပ်ယူနေတယ်။အဲ့လိုပုံစံမျိုးနဲ့ခက်ဆန်နေလေးဖြစ်ပါတယ်။ သူတို့တွေကနေဘက်မှာဆိုလို့ရှိရင်အင်အားယုံယော့ပြီးတော့အားနဲ့တက်တဲ့နေရောင်ကိုကြောက်ကြပါတယ်။ဂူတို့မှောင်မိုက်နေတဲ့နေရာတို့အခေါင်းတွေခြုံွယ်တွေတွေမှာသူတို့တွေကခိုအောင်တက်ကြပါတယ်။ဒီရုပ်နိုင်ငံမှာကြံရှိနဲ့ပတ်သက်ပြီးတကယ်နာမည်ကြီးတဲ့အဖြစ်အပျက်တွေရှိပါတယ်။ကြံရှိကြောင့်ဒုက္ခရောက်ခဲ့တဲ့အဖြစ်အပျက်တွေထင်ရှားခဲ့တဲ့အဖြစ်အပျက်တွေကတချို့ကိုလည်းကျွန်တော်ဒီလိုလေးထောက်လုပ်ပြီးတော့တင်ဆက်လိုက်ပါမယ်ဗျ။ပထမဆုံးဖြစ်ရလေးကတော့1995ခုနှစ်မှာဖြစ်ခဲ့တဲ့ချန်တူးဖြစ်ရလေးဖြစ်ပါတယ်။ ဒီချန်တူးဖြစ်ရလေးမှာတော့ချန်ဆန်းလို့ခေါ်တဲ့လူတယောက်ကမကောင်းတာတွေကိုသူ့ဘဝတစ်လျှောက်လုံးလုပ်ခဲ့ပြီးတော့သူကတေဆုံးသွားတဲ့နောက်မှာကြံရှိဖြစ်သွားခဲ့တယ်ပေါ့အဲလိုနဲ့သူကပြင်လဲနိုးထလာပြီးတော့တရွာလုံးကို6လက်နဲ့တိုက်ခိုက်တယ်ဖမ်းဆားတယ်ဆိုတဲ့ဖြစ်ပျက်လေးဖြစ်ခဲ့ပါတယ်နောက်ထပ်ဖြစ်ရလေးတစ်ခုကတော့2005ခုနှစ်စီချွန်ဖြစ်ရပဲဖြစ်ပါခင်ဗျဒီစီချွန်ဖြစ်ရကတော့ကျွန်တော်မိတ်ဆွေတွေအခုချက်ချင်း internet မှာရှာပြီးတော့ကြည့်လို့ရတယ်ထိတ်လန့်ပွဲကောင်းတဲ့သတင်းတွေနဲ့ပြည့်နှက်နေတဲ့ဖြစ်ပျက်လေးပဲဖြစ်ပါတယ်ဒီဖြစ်ပျက်မှာတော့လူငယ်လေးတစ်ယောက်ကညဘက်မှာ ထူးဆန်းတဲ့အတန်လေးကြားလို့သူကယုတ်ကြီးရဲ့ထွက်ကြည့်မိတဲ့အခါမှာမှတရုတ်ခုံဆွတရေတကောင်ဖြစ်တဲ့ဂျန်ရှီနဲ့ထိတ်တိုက်တွေ့တဲ့ဖြစ်ရလေးပဲဖြစ်ပါတယ်။အဲ့လိုထိတ်တိုက်တွေ့တဲ့အခါမှာလေသူကကြံရမရတဲ့အဆုံးမှန်လေးကိုအသုံးပြုပြီးတော့ဒီမှန်ကိုပြပြီးတော့ဂျန်ရှီကိုနှိမ်နှင်းခဲ့တဲ့ဖြစ်ရလေးပဲဖြစ်ပါတယ်။ဒီဖြစ်ပျက်တွေကတက်တဲ့အခိုင်မှာရှိတဲ့အရာတွေလည်းရှိသလိုတချို့အရာတွေကလည်းတန်တားလိုလိုဇလန်းလိုလိုဝိထုလိုလိုဖြစ်နေတာတွေကများပါတယ်။ဒါဆိုလို့ရှိရင်တရုတ်ခုံဆွတရေတွေကြမ်းရှိတွေကဘလို့ဖြစ်လာကြတာလဲ။ ရှေးခေတ်တရုတ်ပြူစားရဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်မှာမကောင်းတဲ့ဓာတ်ခုနှစ်ခုနဲ့ကောင်းတဲ့ဓာတ်သုံးခုဆိုပြီးတော့ရှိပါတယ်ခင်ဗျာလူတွေတည်ဆုံးသွားတဲ့နောက်မှာမကောင်းတဲ့ဓာတ်ခုနှစ်ခုကကျန်ခဲ့ပြီးကောင်းတဲ့ဓာတ်သုံးခုကရှောင်ဖယ်သွားခံရတဲ့အလောင်းကောင်တွေကကြံရှိတဲ့အဖြစ်နဲ့ပြန်လည်နိုးထလာတတ်ကြတယ်ဆိုတဲ့ယူဆချက်ရှိပါတယ်။အဲလိုမျိုးကြံရှိတရေတွေကဘလို့ပုံစံရှိတယ်ဆိုတာကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားပါမယ်။တို့တွေရဲ့အသားရောင်ဖွဲ့စည်းပုံတွေကစိမ့်ဝါရောင်ဖြောတော့တော့ ပုတ်ပွားနေတဲ့အကြောင်းပုံစံမျိုးလေးတွေရှိတတ်ပါတယ်။တိတ်ဆုံးပြီးတဲ့နောက်မှာတော့မှသူတို့ရဲ့စပင်တွေလက်သေးတွေအစွဲတွေတွားတွေပေါ့နော်။ဒါတွေကဆက်ပြီးတော့ရှည်လာတတ်ပါတယ်။ကြမ်းရှိတွေကဖုတ်ကောင်တွေတနည်းအားဖြင့်အလောင်းကောင်ကြီးဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ခန္ဓာကိုယ်အကျော်တွေအရိုးတွေအစစ်တွေကကျွန်တော်တို့လိုမျိုးလှုပ်ရှားနိုင်စွမ်း၊ကိုယ်နိုင်ဆက်နိုင်စွမ်းတွေမရှိကြတော့ပါဘူး။အဲဒီတော့သူတို့ကလက်ကိုအရှိကိုဆန့်ပြီးတော့လက်အားပြုတ်ပြီးတော့သူတို့ကခြေထောက်ကိုခုံဆွခုံဆွနဲ့တွားနေရတာဖြစ်ပါတယ်။

သူဆင်းရဲတွေကအင်မတန်ကိုခက်ခဲတဲ့အတွက်ကြောင့်သူတို့ရဲ့ဇာတိမြေကိုစွန့်ခွာပြီးတော့အခြားသောဝေးလံခေါင်တီးတဲ့အရက်ဒေသတွေမှာလောက်ကင်စားတော့ရှာဖွေစ조사ကြရပါခင်ဗျ။အဲလိုမျိုးဝေးလံခေါင်တီးတဲ့အရက်တွေမှာနေထိုင်ရင်းနဲ့အဲဒီအရက်တွေမှာပဲသူတို့တည်ဆုံသွားတဲ့အခါမှာဒီအလောင်းကောင်တွေကိုဇာတိမြေကိုပြန်ပြီးတည်ဖို့အခက်အခဲတွေရှိလာပါတယ်။ဘာကြောင့်ဇာတိမြေကိုအလောင်းတွေကိုတည်ကျင်တာလဲဆိုတော့တရုတ်တွေရဲ့အယူအဆအရတနေ့တစ်ချိန်မှာကွယ်လွန်သွားတဲ့ပုံကအိမ်ကိုလွမ်းတတ်တဲ့အကြောင်းလေးရှိပါတယ်ခင်ဗျ။ အဲ့လိုမျိုးလွမ်းဆို့တန်းတားမှုတွေဖြစ်မှာဆိုလို့ဒီဝိညာဉ်ကိုနှစ်သိမ့်ပေးခြင်းနဲ့စိတ်ဆန္ဒနဲ့ဒီလောင်းကောင်ကိုကိုယ့်ရဲ့အိမ်အနီးနားမှာပဲတချို့တက်ကြပါခင်ဗျာ။တနည်းအားဖြင့်ကိုယ့်ရဲ့ဇာတိမြေမှာပဲပြင်ပြီးတော့တချို့ကြပါခင်ဗျာ။ဒါကြောင့်ပဲတာအိုဖုံးကြီးတစ်ပါးကိုပင့်ပြီးတော့အလောင်းကောင်အိမ်ပြန်ရောက်ရည်အတွက်ကိုစီမံခဲ့ကြပါတယ်။တာအိုဖုံးကြီးကလည်းဒီလောင်းကောင်ကိုအနီးနားမှာရှိတဲ့အခြားတရေသစီပေါ့။အတရေသစီနန္နာဘဝတကောင်ကောင်ဖုတ်သွင်းတာပေါ့ဗျာမြန်မာလိုပြောရင်အဲ့နန္နာဘဝတကောင်ကောင် ဒီတိတ်ဆုံးမိသားအလောင်းကောင်ဝင်ပူးစေပါတယ်သူရဲ့အစီအမံနဲ့ပေါ့ဝင်ပူးစေပြီးတော့အဲ့ဒီအလောင်းကောင်နဲ့တရဲနဲ့ကိုချုပ်တဲ့အနေနဲ့နှစ်ခုမှဘရစာလေးကတ်ထားလိုက်ပါတယ်ပြီးတော့သူ့ရဲ့စေလူရစီအမိန်နဲ့တော့ခေါင်းလောင်းနံပေးတယ်ဒီအတန်ကြားတဲ့နောက်ကိုအလောင်းကောင်ကလိုက်ပါတယ် ပြီးတော့အလောင်းဟောင်ပျောက်သွားမှဆိုလို့အလောင်းဟောင်ရဲ့ခန္ဓာကိုယ်မှာလဲခြူတွေခေါင်းလောင်းလေးတွေဆွဲပြေးတတ်ပါတယ်။အဲလိုမျိုးခြူတန်တွေခေါင်းလောင်းတန်တွေကိုညဘက်တွေမှာကြားရတယ်ဆိုလို့ရှိရင်အဲဒီခေတ်အဲဒီကာလကတရုတ်နိုင်ငံမှာကြီးပြင်းခဲ့ကြတဲ့ကလေးတွေကအင်မတန်ကိုကြောက်လန့်ကြပြီးတော့အပြင်ထွက်မရေကြတော့ပါဘူးခင်ဗျာ။ဒီလိုနဲ့အရှိရတောက်ဖုံးကြီးကခေါင်းလောင်းလေးပြီးမယ်။အနောက်ကအလောင်းဟောင်ကခုံဆောက်ခုံဆောက်နဲ့လိုက်လာရင်းနဲ့ဒီလိုအိမ်ပြန်လန်းကဇာတိမြေကိုဥတီလာခဲ့ပါမယ်။ဇာတိမြေကိုရောက်တဲ့အခါကျတော့မှတောက်ဖုံးကြီးကဒီအလောင်းဟောင်မှာရှိတဲ့ဖုတ်ကောင်ကို နန်ခွာလိုက်ပါတယ်ခင်ဗျအဲ့လိုခွာလိုက်တဲ့ချိန်မှာအလောင်းကောင်ကဗော်ရီကြီးပဲတည်တဲ့ကြံပြီးတော့ကောင်းမွန်စွာနဲ့မိသားစုတွေကလည်းတချို့ဝင်ရမှာဖြစ်ပါတယ်ဒီလိုနဲ့ခက်ဆင်စင်ဒလေးလေးတခုလည်းရှိပါသေးတယ်ခင်ဗျအဲ့ဒလေးကတော့လူနှစ်ယောက်လိုအပ်ပါတယ်ဒေဆုံးမိသားအလောင်းကောင်တွေကိုဝလုံးတန်းမှာတန်းစီပြီးတော့ဝလုံးတန်းကိုလက်အောက်ကနေချမ်းချားနဲ့ရှို့လိုက်တယ်ခင်ဗျအဲ့လိုရှို့ပြီးတော့ဝလုံးတန်းထဲမှာဒေဆုံးမိသားအလောင်းကောင်တွေကိုတန်းစီပြီးတော့ရှစ်ရအလောင်းတည်တဲ့လူတယောက်အနောက်ကအလောင်းတည်တဲ့လူတယောက်ကပခုံးမှာထမ်းပါတယ်အဲ့လိုတနည်းအားဖြင့်ကြည့်ရရင်ဆိုလူရန်ရှည်ကြီးပေါ့နော် အဲ့လူတိုင်းကြီးကဝလုံးနှလုံးကိုအမိပြုပြီးတော့သွားလာနေကြပါတယ်ဒါအဝေးကလမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်အလောင်းကောင်တွေအများကြီးကတန်းစီပြီးတော့သွားလာနေတယ်လို့ထင်လွဲထင်ကောင်းထင်ရနိုင်ပါတယ်ကျွန်တော်ငယ်ရေတုန်းကတာအုပ်ဖုံးကြီးဆိုတာလည်းမသိပါဘူးမော်ဆရာလို့ပဲသိတာမော်ဆရာရှိကခေါင်းလောင်းတိမယ်ခေါင်းလောင်းနိုင်ကြတဲ့နောက်ကိုအလောင်းကောင်တွေလိုက်မယ်ဒီလိုပဲသိထားတာပေါ့နော်အခုကျွန်တော်လည်းအခုကြတော့မှတာအုပ်ဖုံးကြီးဆိုတာဂါဂနနာသိလာခဲ့ပါတယ်နော်အဲ့တော့တာအုပ်ဖုံးကြီးကရှိရနဲ့ခေါင်းလောင်းလေးတီးပြီးတော့နောက်ကအလောင်းကောင်တွေချော်မလဲဖို့ချော်မကြဖို့လမ်းကောင်းကောင်းကိုပြီးဖို့မြင်ဖို့ကြားနိုင်ဖို့ လမ်းကြောင်းပြပေးဖို့ခေါင်းလောင်းလေးကိုအသုံးပြုတယ်။နောက်ကလောင်းကောင်လေးကလည်းခုံစားခုံစားနဲ့ခေါင်းလောင်းကြတဲ့အစီကိုအတန်နားဆွေပြီးတော့လိုက်တယ်လိုက်တယ်လိုက်တယ်ပေါ့နော်။အဲ့လိုနဲ့သူတို့ဇာတိမျိုးကိုကြောက်တဲ့အထိပါပဲခင်ဗျာ။တနည်းအားဖြင့်နားလေလွယ်အောင်ပြောမယ်ဆိုလို့ရှိရင်ဒီအလောင်းကိုမိသားစုရှိရာကိုတောက်ဖုံးကြီးကကြားခံနေတဲ့ delivery လိုက်ဖို့တဲ့ပုံစံမျိုးဖြစ်နေပါတယ်။ဒီဖြစ်ပျက်လေးတွေကတော့မဖွင့်ပြိုးစင်ကာလမှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ပျက်လေးတွေပဲဖြစ်ပါတယ်။ ကျန်ရှိတွေကဘလောက်ပဲကြောက်စရာကောင်းနေပါစေသူတို့ကိုနိုင်နဲ့နှိမ်နေနိုင်တဲ့အရာတွေလည်းရှိနေပါသေးတယ်ကျွန်တော်မိတ်ဆွေတွေလည်းကန်ဆိုးပြီးတော့ကျန်ရှိတွေနဲ့များရုပ်တရက်ထိတ်တိုက်ရင်ဆိုင်ရမယ်ခုံဆွတ်သေးရည်နဲ့တွေ့ရမယ်ဆိုဘလို့ရင်ဆိုင်မလဲဆိုတာလည်းကျွန်တော်ဒီနေ့ပြောပြပေးချင်ပါသေးတယ်ပထမဆုံးတစ်ချက်ကတော့ကျွန်တော်တို့သေရည်ကားတွေမှာမြင်တွေ့နေကြဖြစ်တဲ့နှစ်ဖူးမှာကက်တဲ့စာရွက်လေးတွေပဲဖြစ်ပါတယ်ဟုတ်ပါတယ်စာရွက်အဝါလေးတွေမှာစလုံးအနီလေးနဲ့ရေးထားတဲ့ဖျားစာလေးတွေကိုလည်းကျန်ရှိတွေကတကယ်ကိုပဲကြောက်ပါတယ် ဒီဖျားစာရွက်လေးတွေကကြံရှိသေးရေကိုတခေပဲထိ छ ုံနိုင်ပါတယ်ခင်ဗျာ။တနည်းအားဖြင့်သူတို့ရဲ့လှုပ်ရှားမှုတွေကိုလုံးဝရပ်တန့်သွားစေနိုင်ပါတယ်။နောက်တစ်တစ်ခုကတော့မှန်နေပဲဖြစ်ပါတယ်ခင်ဗျာ။မှန်နေရောတော့မြန်မာနိုင်ငံအိမ်တော်တော်များများမှာလည်းအိမ်ရှိမှာတတ်ထားတာမျိုးလေးမြင်ရတယ်ဟုတ်လား။မမှန်တဲ့လူမနာပါစေနဲ့ဆိုတဲ့စိတ်ရဲ့ကိုယ်တိုက်တဲ့အတိုက်တွေပြန်ကန်သွားပါစေလို့စိတ်နဲ့တက်ကြတယ်။တချို့လည်းရည်ရွယ်ချက်မျိုးစုံရှိတာပေါ့နော်။ဒီမှာလည်းကြံရှိတွေကမကောင်းဆိုးဝါးတွေပေါ့နော်။အဲ့လိုမကောင်းဆိုးဝါးကြံရှိတွေက ဒီမှန်တွေကိုကြောက်ကြပါတယ်။ဘာလို့လဲဆိုတော့မှန်ထဲမှာတို့ရဲ့ပုံမှန်တန်ရံကိုတို့ပြင်မြင်မအောင်တို့အရင်လမ်းကြပါတယ်ဗျာ။ကျွန်တော်သဘောကျဆုံးအချက်လေးထပ်ပြောပြပါဦးမယ်။အဲဒီအချက်ကတော့တရုတ်ရိုးရာမှာမတ်မွန်သားဆိုတာကအင်မတန်ကိုမြင့်မြတ်တဲ့အသားပဲဖြစ်ပါတယ်ခင်ဗျာ။အဲလိုမြင့်မြတ်တဲ့မတ်မွန်သားနဲ့ပြုလုပ်ထားတဲ့လက်နက်ကရိယာပေါ့တနည်းအားဖြင့်ဓားပဲထားပါတော့။ဒီလိုဓားတွေနဲ့လည်းကြံရှိတွေကိုနှိမ်နှင်းလို့ရပါတယ်ခင်ဗျာ။နောက်တစ်ချက်ကတော့ကောင်းချင်းဆန်ပဲဖြစ်ပါတယ်ခင်ဗျာကောင်းချင်းဆန်နဲ့ပြစ်ပေါက်ပြီးတော့နှိမ်နေမယ်ဆိုလို့ရှိရင်လည်းကြံရှိလို့ခေါ်တဲ့ခုံဆွတ်သေးတွေက ထွက်ပြေးကြတယ်ကြောက်လန့်ကြတယ်လို့ဆိုရိုးစကားရှိပါတယ်။နောက်ပြီးတော့ကြံရှိတွေရဲ့ထူးခြားတဲ့ပါဝါတစ်ခုရှိတယ်။အဲ့ဒါကတော့သူတို့ကတခြားသောအာယုံခံအင်္ဂါတွေကကွယ်နေပေမဲ့လေလူတွေရဲ့အသက်ရှူတန်းတွေကိုအာယုံခံနိုင်တဲ့စွမ်းအင်တွေရှိပါတယ်။အဲ့ဒီစွမ်းအင်တွေနဲ့သူအသက်ရှူတဲ့လူတွေကိုသူကလိုက်ပြီးတော့အန်ဒီရဲ့ပြုတ်တက်ပါတယ်။ဒါကြောင့်ကြံရှိရည်နဲ့တွေ့မယ်ဆိုလို့ရှိရင်အသက်ကိုအောင့်နိုင်သမျှအောင့်ထားရပါတယ်ခင်ဗျ။ဒီလိုမှသာတို့ကသတိမမှုမိပဲနဲ့ကြော်သွားကြမှာဖြစ်ပါတယ်။ ဒီเจ้าหยาလေးပြောရင်းနဲ့ကျွန်တော်ဘာလို့သွားသတိရလဲဆိုတော့မော်ဆရာကြီးကအသက်အောင်ထားတယ်သူဘေးကပုံကုန်နေရောက်ပေါ့နော်ရဲနဲ့တခြားအကရိတာတယောက်ကလည်းအသက်အောင်ထားတဲ့ဂျားတွေကတယောက်ကအသက်မအောင်နိုင်တော့တဲ့အခါမှာမော်ဆရာကြီးကိုဝိုင်းပြီးတော့ဂလိထိုးလိုက်ရတာကျွန်တော်ပြန်ပြီးသတိရသေးတယ်ဆက်ပြီးပြောပြပေးပါဦးမယ်နောက်တစ်ချက်ကလည်းလင်းကျက်တုံတန်ပေါ့နော်ကျက်တည်းရဲ့လင်းတဲ့အချိန်မှာတုံတဲ့အတန်တွေကလည်းကြံရှိတွေကိုကြောက်လန့်စေပါတယ်ဗျဘာလို့လဲဆိုတော့မနဲ့လင်းတော့မှာကိုအချက်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကြံရှိတွေကမနဲ့မိုးလင်းပြီးဆိုရင်တို့ energy တွေစုပ်ယုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့် တို့ဒီလင်းချက်တုံတန်ကိုအင်မတန်ကိုကြောက်လန့်ကြပါတယ်။တကယ်လို့ကျွန်တော်တို့ကကြံရှိတွေနဲ့ရင်ဆိုင်ရလို့ကြံရှိတွေကိုလင်းချက်တုံကန်ဒီအထည်ကိုအချိန်ဆွဲထားနိုင်မယ်။တနည်းအားဖြင့်မနက်မိုးတောက်ထိတာအချိန်ဆွဲထားနိုင်မယ်ဆိုလို့ရှိရင်ဒီဘွဲမှာကျွန်တော်တို့အနိုင်ရပြီးတော့ကြံရှိတွေကဒေဆုံးသွားကြမှာဖြစ်ပါတယ်ခင်ဗျာ။ဒီချက်တွေကိုတည်ထားပြီဆိုလို့ရှိရင်တော့လင်းချမ်းရင်ရဲ့ Mr. Vampire Zakaria လို့ကြံရှိတွေနဲ့ရင်ဆိုင်ရမယ်။တနည်းအားဖြင့်ခုံဆွတ်သေးရင်နဲ့ကျွန်တော်မိတ်ဆွေတွေရင်ဆိုင်ရမယ်ဆိုလို့ရှိရင်လည်း ကာကွယ်နှိမ်နှင်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်ပြပြပေးချင်တာကျွန်တော်တို့ငယ်ငယ်တုန်းကကြီးခဲ့မှုတဲ့ Mr. Vampire ဆိုတဲ့ဒီလိုကြံရှိခုံဆော့တရေကားတွေမှာပါဝင်တဲ့သို့သောဇဝင်ကန်းတွေကအပြင်မှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကိုမေ့မြန်းခဲ့တယ်ဆိုတာလည်းကျွန်တော်တို့သိရှိရပါတယ်အဲ့ဒီခေတ်ကာလာတုန်းကတရုတ်စင်စာရပါတော့အရန်ကိုထိတ်လန့်စရာကောင်းတဲ့ဇာတ်ကားတွေကိုပြသခွင့်မရှိတဲ့အတွက်ကြောင့်တို့ကထိတ်လန့်စရာနဲ့ဟာတာလေးနဲ့ရောထွေးပြီးတော့လူကြီးလူငယ်ကြိုက်ပုံစံလေးအနုပညာနဲ့ဖန်တီးတာလေးကျွန်တော်တို့ရေကုန်စိတ်လို့ရှာဖွေခန်းစားခွင့်ရခဲ့ကြပါတယ် ကြုံကြိုက်တယ်ဆိုလို့ရှိရင်လည်းဒီစကားလေးတွေကိုပြန်ပြီးတော့ခန်းစားကြည့်ကြရင်းနဲ့ငယ်မူပြန်ကြပါအောင်လို့ကျွန်တော်ဆုတောင်းမိလိုက်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်အခုတင်ဆက်ခဲ့တဲ့အကြောင်းအရာလေးတွေကတော့ကြံရှိလို့ခေါ်တဲ့ဖုတ်ကောင်သေးတွေခုံဆွသေးတွေအကြောင်းပဲဖြစ်ပါတယ်ခင်ဗျ။တနည်းအားဖြင့်တရုတ်သေးရေပေါ့ဗျာ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မေးမြန်းချင်တာဖြစ်ဖြစ်နောက်ထပ်တင်ဆက်ပေးစီခြင်းတဲ့အကြောင်းအရာပဲဖြစ်ဖြစ်ရှိရဆိုလို့ရှိရင် comment လေးတွေမှာတောင်းဆိုတော့လို့ရပါတယ်။ကျွန်တော်တို့အစီအစဉ်လေးတွေကိုသဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကို like share subscribe and see first လေးလုပ်ပြီးတော့အားပေးကြပါအောင်ခင်ဗျာ။ ဝီဂျင်းမီတို့ရဲ့ share တွေ comment တွေကျွန်တော်တို့တကယ်ကိုအားဖြစ်ပါတယ်ခင်ဗျာကျေးဇူးအရင်တင်ပါတယ်ပြန်လည်ဆုံသေးကြပါမယ်